်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့မြန်မာပြည်သူများ၏အသက်အိုးအိမ်များကိုကယ်တင်နိုင်ရန်နှင့်အကြံဖတ်စစ်တဲ့ရက်ဆက်ကြမ်းကြုတ်မှုများမှာအချိန်မီကာကွယ်နိုင်ရန်ကုလသမဂ္ဂသို့တာမတ်ကြီးဦးကျော်မိုးထွန်းမေးခွန်းထုတ်မြန်မာကျန်းဖက်စစ်တပ်ကိုအရေးယူမှုမရှိလျင်ဖြီသူများခန်းစားနေရသည့်ဒုက္ခဆင်းရဲများပုံမှုပြင်းထန်လာပြီဟုသတိပေးတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မြန်မာပြည်သူများ၏အသက်အိုးအိမ်များကိုခေတ္တနိုင်ရန်နှင့်ပြည်သူများအပေါ်စစ်တပ်ရဲဆက်ကြမ်းကြုတ်မှုများကျူးလွန်နေမှုမှာအချိန်မီကာကွယ်နိုင်ရန်ကုလသမဂ္ဂသို့တာမတ်ကြီးဦးကျော်မိုးထွန်းကမိကွန်းထုတ်လိုက်ပါတယ်။အော်တိုဘလ31ရက်နေ့အမေရိကန်ပြည်ထောင်စုညူယောက်မြို့ကုလသမဂ္ဂလူ့ခွင့်ရေးလူသားချင်းစာနာထောက်ထားမှုနှင့်ရည်ကြည်မှုရေးရာကော်မတီတတိယကော်မတီတွင်လူ့ခွင့်ရေးကောင်စီဥက္ကဋ္ဌနှင့်အပြန်အလှန်ဆွေးနွေးသည့်အစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းမိကွန်းထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်ပြည်သူများ၏အသက်အိုးအိမ်များကိုကယ်တင်နိုင်ရန်နှင့်ပြည်သူများအပေါ်ရက်ဆက်ကြမ်းကြုတ်မှုများယခုထက်ပိုမိုကျူးလွန်နေခြင်းမှာအချိန်မီကာကွယ်နိုင်ရန်ကုလသမဂ္ဂအဖွဲ့အစည်းအင်ကာများအကြားတွင်ပိုမိုထိရောက်သောညီညွတ်မှုအားခိုင်မာစေရန်လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌအနေဖြင့်ဤသို့လှုံ့ဆော်ရမည်ဟုထင်မြင်သည့်ကိုမေးမြန်းလိုကြောင်းဦးကျော်မိုးထွန်းကမေးခွန်းထုတ်ပါသည် မြန်မာနိုင်ငံအနေဖြင့်လူ့ခွင့်ရေးကောင်စီပင်မြန်မာနိုင်ငံ၌ဖြစ်ပွားနေသည့်လူ့ခွင့်ရေးအခြေအနေများခေါင်းစဉ်ဖြင့်စုံဖြတ်ချက်58မြန်ဆောင်20နှင့်မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနည်းစုများ၏လူ့ခွင့်ရေးအခြေအနေခေါင်းစဉ်ဖြင့်စုံဖြတ်ချက်59မြန်ဆောင်2တို့ကိုထူညီဆန္ဒဖြင့်အတည်ပြုချမှတ်ခဲ့သည့်အပေါ်ကြိုဆိုပါကြောင်းရှင်းစုံဖြတ်ချက်နှစ်ခုလုံးသည်မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်မြေပြင်အခြေအနေအားထင်ဟပြသနေပါကြောင်း အဆိုပါဆုံးဖြတ်ချက်များကိုပါအကြောင်းညာများသည့်ထိခိုက်ခံစားနေရသည့်ဤသူလူတို့မှကြံ့ကြံ့ခံအံတုနေရသည့်အကြံဖတ်မှုများ၏အတိုင်းတာကိုပြေဆုံးစွာမဖော်ပြနိုင်တော့လေနိုင်ငံတကာမှမြန်မာဒုက္ခအပေါ်ပုံမအယုံဆိုင်မှုရှိလာမည်ဟုလိုက်လိုက်လဲလဲမျှော်လင့်ရပါကြောင်းတမ်မတ်ကြီးကပြောဆိုပါရယ်ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီပင်မြန်မာနိုင်ငံနှင့်ပတ်သက်၍တူညီဆန္ဒဖြင့်အတည်ပြုချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်အစိုးများကိုကြိုဆိုကြောင်းရင်းဆုံးဖြတ်ချက်များသည့်မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်မြေပြင်အခြေအနေအားထင်ဟပြသနေကြောင်း အဆိုပါဆုံးဖြတ်ချက်များကိုအကြံပြုချက်များကိုအပြေအဝအကောင့်ထည့်ဖို့ဆောင်ရွက်နိုင်ရတဲ့အတွက်စေအုပ်စုကိုပုံမှုဖိအားပေးကြရန်တမ္မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုပါတယ်။စေအုပ်စုအနေဖြင့်အယက်သားပြည်သူများပေါ်တွင်ဆေးရဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအပါအဝင်ကြီးလေတော်လူအခွင့်အရေးချိုးဖောက်မှုများကိုဆက်လက်ကျူးလွန်လျက်ရှိရုံသာမကအဆိုပါပြစ်မှုများအောက်ဖုံးလွှမ်းစေရန်တရင်အချက်လက်အမှားများနှင့်ဖန်တီးထားသောအချက်လက်များကိုဖြန့်ဝေလျက်ရှိကြောင်း ရှင်းကိုကြည်ချင်းအပြင်စေအုပ်စုမှကျင်းပရန်ပြင်ဆင်နေသည့်အတူရောင်ရွေးကောက်ပွဲမှာဒီတို့မှတရားမျှတ၍လွတ်လပ်မှုနှင့်မျှတမှုတို့မရှိနိုင်ကြောင်းကိုခိုင်လုံစွာသက်တည်ပြနေကြောင်းရှင်းအစားအကြံဖတ်မှုများနှင့်မတည်ငြိမ်မှုများကိုသာပုံမဖြစ်ပေါ်စေမည်ဖြစ်ကြောင်းတန်မတ်ကြီးကရှင်းပြပါသည်စေဥစုအနေဖြင့်မိတို့ကိုမဆိုးခြာနေလျက်၎င်းတို့သာအနိုင်ပိုင်အသာစီရလိုသည့်သဘောတော zero sum game mentality ဖြင့်ပြည်သူများပေါ်တွင်ရက်ဆက်ချမ်းကြုံမှုများကို ကျူးလွန်လျက်ရှိပြီးပြည်သူများအနေဖြင့်စေအုပ်စု၏ပုံမပြင်းထန်သည့်အသွင်ဆောင်သောဆေးရဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရဇဝတ်မှုများကြောင့်ဒုက္ခကြီးစွာခံစားနေရကြောင်းကုလသမဂ္ဂစနေဤပင်မဧကအဖွဲ့စည်းများဖြစ်သည့်အားလျော်စွာအထူးရေညီလာခံလုံခြုံရေးကောင်စီနှင့်လူခွင့်ရေးကောင်စီတို့၏ရလဒ်များသည့်ပူးပေါင်းညီနိုင်မှုနှင့်ညီညွတ်မှုရှိတဲ့အကြောင်းဤအင်္ဂစိတ်ပိုင်းများအနေဖြင့်ထိရောက်သောအရေးယူဆောင်ရွက်ချက်များချမှတ်ရန် နှောင့်နှေးကြံ့ကြာနေသည်နှင့်အမျှပြည်သူများနေစဉ်ခံစားရသည့်ဒုက္ခဆင်းရဲသည်လည်းပုံမပြင်းထန်လာမိတာဖြစ်ကြောင်းတမ်မတ်ကြီးကဆက်ပြောပါသည်။လူခွင့်ရေးကောင်စီ၏ဆုံးဖြတ်ချက်များတွင်ချမှတ်ထားသည့်အကြံပြုချက်များကိုအတိမတ်ပြုထောက်ခံအားပေးပါကြောင်းထို့တူအဆိုပါဆုံးဖြတ်ချက်များပေါ်ထွက်လာရည်အတွက်ပြင်ဆင်မှုအပိုင်းနှင့်အတည်ပြုခြင်းတို့တွင်ပါဝင်အားဖြည့်ပေးကြသည့်အဖွဲ့ဝင်နိုင်ငံအားလုံးကိုလည်းကျေးဇူးတင်ပါကြောင်း၎င်းကဆိုပါသည်။ အဆိုပါဆုံးဖြတ်ချက်များတွင်ပုံမတိရောက်သည့်အရေးယူဆောင်ရွက်ချက်များလင်းဟင်းနေသည့်တိုင်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်လူခွေရေးဆိုင်ရာမဟာမင်းကြီးယုံမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နေရာအထူးအစီရင်ခံစာတင်သွင်းသူနှင့်အခြားသောသက်ဆိုင်သူများ၏အစီရင်ခံစာများနှင့်ထုတ်ပြန်ချက်များမှတက်ဆင့်ဆုံးဖြတ်ချက်များပါပြဋ္ဌာန်းချက်များသည့်ဒီပြင်ရှိအချက်လက်အမှန်များကိုရှင်းလင်းစွာထင်ဟပ်စေကြောင်း၎င်းကဆိုပါသည် ထို့ကြောင့်နိုင်ငံတကာအနေဖြင့်အဆိုပါဆုံးဖြတ်ချက်များပါအကြံပြုချက်များအားအပြည့်ဝအကောင့်ထည့်ပေါ်ဆောင်ရွက်နိုင်ရေးအတွက်စီအိုစုကိုပုံမှုဖိအားပေးချရန်တောင်းဆိုလိုပါကြောင်းစီအိုစုအနေဖြင့်အယက်သားပြည်သူများပေါ်တွင်စေရဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်စေရဇဝတ်မှုများအပါဝင်ကြီးလေသောလူအခွင့်အရေးချိုးဖောက်မှုများကိုဆက်လက်ကျူးလွန်လျက်ရှိရုံသာမကအဆိုပါပြစ်မှုများအောင်ပုံလွှမ်းစေရန်တရင်အချက်လက်အမှားများနှင့်ဖန်တီးထားသောအချက်လက်များကိုဖြန့်ဝေလျက်ရှိကြောင်းသူကဆိုပါသည် ထို့ဖြစ်ပါ၍နိုင်ငံတကာအထောက်အကူနေဖြင့်စေအိုစုမှပြင်ဆင်နေသည့်အထူးရောင်ရွေးကောက်ပွဲအားတခဲနဲ့ဝိုင်းဝန်းကန့်ကွက်ကြရန်နှင့်မြန်မာနိုင်ငံရှိအယက်သားပြည်သူများအားစေအိုစု၏ရက်ဆက်ကြံကြုံမှုရန်စွဲမှကဲတင်နိုင်ရန်စုံဖြတ်ချက်များပါအကြံပြုချက်များကိုအကောင့်ထည့်ဖို့ဆောင်ရွက်နိုင်ရေးလေးနက်လင်းမြန်စွာအရေးယူဆောင်ရွက်ရန်တမ်မတ်ကြီးကတောင်းဆိုလိုက်ပါသည် ဆက်လက်ပြီးအကျွေးတွေပေးဖို့ကြံနေတာကြောင့်စစ်တပ်ကရွှေကောက်ပွဲဝင်ခွင့်ပယ်ချခံရတဲ့ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင်ဒေါ်သက်သက်ခိုင်ကရွှေကောက်ပွဲဝင်ခွင့်ရရေးစစ်တပ်ကိုတတ်တက်ခိုင်အတနာခံထားကြောင်းပြောကြားလိုက်ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တက်ခိုင်အနေနဲ့ရွှေကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိရေးအတွက်စစ်တပ်လက်အောက်ခံပြည်ထောင်စုရွှေကောက်ပွဲကော်မရှင် UEC ထံအတနာခံစာတင်ထားတာလို့သိရပါတယ်။နိုဝင်ဘာလတရက်နေ့မှာကျင်းပခဲ့တဲ့ပြည်သူ့ရှေ့ဆောင်ပါတီသတင်းစာရှင်းလင်းပွဲမှာအခုလိုသူကပြောဆိုခဲ့တာပါ ရှူအီးစီကိုကျမအတနာခန်းစာတင်ထားတယ်။ရှူအီးစီကဒီအတနာခန်းစာကိုလက်ခံလာမခံလာတော့ဒီကနေ့အထိအကြောင်းမပြန်သေးဘူးလို့စစ်အုပ်စုဝင်ကြီးဟောင်းတသက်ခိုင်ကဆိုပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာတသက်ခိုင်ကကျမတို့ပါတီကတော်လှန်ရေးကိုမယုံကြည်ဘူး။တိဆောက်ရေးကိုယုံကြည်တယ်။ထိတ်တဲရင်ဆိုင်တာတွေကိုမယုံကြည်ဘူးလို့လည်းပြောဆိုသွားပါတယ်။ စေအုပ်စုအာနာသိန်းစင်ဝင်ကြီးလုပ်ခဲ့တဲ့ရွှေနန်းတော်ရွှေဆိုင်ဖိုင်ရှင်သက်သက်ခိုင်ကိုစေအုပ်စုကရွှေကောက်ပွဲကော်မရှင်ကအကျွေးတွေပေးဖို့ကြံရှိနေတာကြောင့်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ရွှေကောက်ပွဲဝင်ရောက်ရှင်းပြန်ခွင့်မပြုတော့ဘူးလို့အော်တိုဘာလ25ရက်နေ့မှာတင်ညာခဲ့ပါတယ်။ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာအမည်စရင်တင်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်ဟာသက်ဆိုင်ရာလွတ်တော်ရွှေကောက်ပွဲဥပဒေပုံမှန်ရှစ်ကားကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းနေတာလို့စေအုပ်စုဘက်ကထုတ်ပြန်ပါတယ်။ ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင်တသက်ခိုင်ဟာကဘာဤဖရလက်နဲ့ဆရာဆန်းလက်နောက်ရှိ68 resident အင်ယာစီမံကိန်းကိုအကောင့်ထည့်ဖို့ဖို့စေအုပ်စုရဲ့စီးပွားဘက်ကံဘောစပန်စီကငွေချက်ဘီလီယံတရာကျော်ချေထားတာပါ။အဲ့ဒီအကျွေးတွေကိုအချိန်မီပြန်မဆက်နိုင်လို့ရွှေကောက်ပွဲဝင်ပြိုင်ခွင့်မရတော့တာဖြစ်တယ်လို့လည်းပြည်တွင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဆက်လက်ပြီးစစ်တောင်းကြီးအရှိချမ်းရွာတိရွာမှာတိုက်ပွဲဖြစ်ခြေရွာကနေတော်လန်ရေးတပ်တွေစုခွာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ တော်လန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ပဲခူးတိုင်းဒေတာရှင်မြို့နယ်ကရွာသစ်ကြီးွာကိုစစ်ကောင်စီတပ်ကအင်အားအများပြားနဲ့ထိုးစစ်ဆင်လာလို့တော်လန်ရေးတပ်တွေခိတ္တဆုတ်ခွာပေးခဲ့ရတယ်လို့သိရပါတယ်။ဒါပေမဲ့ရွာသစ်ရွာနဲ့အနီးမှာတော့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဒေတာရှင်မြို့နယ်အခြေစိုက်ရဲဘော်ကဆိုပါတယ်။စစ်ရေးအရာအရေးပါတဲ့စစ်တောင်းမြေအရှိဘက်ခြမ်းကရွာသစ်ကြီးွာကစစ်ကောင်စီတပ်အထိုင်စခန်းနဲ့ကာကင်းတွေကိုနေပြည်တော်တိုင်းစစ်ဌာနလက်အောက်တပ်ရင်းတွေကအော်တိုဘာ20ရက်မှာသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အော်တိုဘားနောက်ဆုံးဘက်ကစစ်ကောင်စီရဲ့မြေပြင်နဲ့လေကြောင်းကနေတရက်ဆက်ထိုးစစ်ဆင်ခဲ့ပြီးနောက်ရွာသစ်ကြီးပါကနေကောက်ွယ်ရေးတပ်ဖွဲ့တွေဆုတ်ခွာခဲ့တာလို့ဆိုပါတယ်။ရန်သူအင်အားများတဲ့ရွာသစ်ကခိတ္တဆုတ်ပြီးထားရတယ်လို့နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ်ဗိုလ်လက်ရာကပြောပါတယ်။စွာမျိုးနဲ့၃မိုင်လောက်သာကွာဝေးတဲ့ရွာသစ်ရွာကအထိုင်ဆက်ခန်းနဲ့ကာကင်းတွေကိုပြန်ရဖို့စစ်ကောင်စီကစွာမျိုးအခြေစိုက်ခလာရ16နဲ့84တပ်ရင်းနဲ့ရင်းနှီးမျိုးဘက်ကစစ်ကောင်စီအင်အား၄၀၀ခန့်အသုံးပြုထားတယ်လို့သိရပါတယ်။ ကြာပြင်းနှင်းစင်လေးချောင်းကနေတိုက်ခိုက်မှုတွေပါရှိနေပါတယ်။အော်တိုဘာ20ရက်ကရွာသိရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ကတရင်မှုအပါအဝင်15ဦးသေဆုံးခဲ့ပြီးစစ်တုံးမှ2ဦးဖမ်းဆီးရကောင်တရင်မှုညီညီနိုင်လက်ရဖမ်းဆီးချိန်မှာပစ္စတိုထုတ်ပြီးခုခံတာကြောင့်အသေးဖြစ်သက်လိုက်တယ်လို့နေပြည်တော်တိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။စမိုင်းတဲ့နေတဲ့စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်